အမေရိကန်တထဲကြီးအီလွန်မတ်ပိုင်ဆိုင်တဲ့ SpaceX ရဲ့ Starship တုံးများဟာပုံမှန်မြေပြင်စမ်းသပ်မှုအတွင်းပောက်ကွဲသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်ပေါ်တဟုန်နေ့မှာတက်ဆက်ပြည်နယ်စမ်းသပ်ရေးစခန်းမှာပုံမှန်စမ်းသပ်မှုပြုလုပ်နေစဉ် Starship တုံးမြန်တင်ရင်ဟာမတော်တဆပောက်ကွဲသွားခဲ့တာပါ။ပောက်ကွဲမှုကြောင့်စခန်းတဝိုက်မှာမီးတောင်မီးခိုးတွေနဲ့လွှမ်းခြုံသွားခဲ့ပါတယ်။ ဒီပါကွဲမှုကြောင့်အင်္ဂါကြိုးပေါ်ကိုလူသေးသွားဖို့ရည်ရွယ်ထားတဲ့ဒီရင်ရဲ့ဒီဇိုင်းနဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေဖြစ်ခဲ့ပါတယ်။ဒါကို space ကဖြည့်ချင်းနိုင်မလားဆိုတာကို သုံးသပ်မေးခွန်းထုတ်ရတဲ့အနေအထားဖြစ်လာပါတယ်။ဒီတစ်ခေါက်ဖြစ်ပေါ်ခဲ့တဲ့ပါကွဲမှုဟာဒီနေ့အတွက် space ရဲ့စံသွင်းမှု၄ချိန်မြောက်ပေါက်ကွဲမှုဖြစ်ပါတယ်။ SpaceX ရဲ့ CEO Elon Musk ကတော့မေလကွန်ပိုင်းက Texas ကဝန်ထမ်းတွေကိုကျွန်တော်ရဲ့တိုးတက်မှုကိုအင်အားကြိုးပေါ်မှာကိုပိုင်လူရင်ကျိမှုတစ်ခုတည်ထောင်နိုင်မဲ့အချိန်စရာနဲ့တိုင်းတာတယ်လို့ပြောခဲ့ပါတယ်။ကမ္ဘာနဲ့အင်အားကြိုးအကြအကွာဝေးဟာအဓိကစိန်ခေါ်မှုတစ်ခုဖြစ်နေပြီးအကွာဝေးကွာဟမှုအတင့်တော်ဆုံးအချိန်မှာသာဒုံးမြန်လွတ်တင်နိုင်တာကြောင့်စွန့်ရနေကုန်ကြစေတက်တာလာမှာဖြစ်ပါတယ်။ဒီလိုအချိန်ဟာ 26လမှာတစ်ခါပေါ်လာတတ်ပြီးအဲ့ဒီအချိန်ကလည်းရတက်တမန်အနေငယ်တာကြာပါတယ်